ကိုချင်းစာတတ်တဲ့စိတ်ထားလေးဆိုတာတာမန်သူတွေမှမရှိတဲ့ဘူးတကယ်ကို စိတ်စည်နာကောင်းတဲ့သူတကယ်ကို သူတော်ကောင်းစိတ်ထားရှိတဲ့သူတွေမှသာလေထားတတ်တဲ့အရာမျိုးပါစိတ်ကောလူကောပြင်းမှန်းလာတဲ့အခါတယောက်ထဲနေကြည့်လိုက်ပါ ေးချမ်းသောနေရာမှာတိတ်ဆိတ်သောနေရာကိုသွားပြီးတော့တရားထဲအေးဆေးဆေးလေးနေကြည့်လိုက်ပါအဲလိုနေတဲ့ခိုက်တံမှာဘာမှမတွေ့နဲ့ဇီဝအကြောင်းလည်းမတွေ့နဲ့အခက်ခဲတွေလည်းမတွေ့ပဲနဲ့ဟောတနေ့ကြာရင်ငါတို့တွေတရားအောင်မှာပဲဘလောက်ပဲအစိုးတွေကြုံလာကြုံလာဘာတဲ့နေနေတဲ့သူငါတဲ့ဆိုးတဲ့သူဆိုတာအမြဲတမ်းရှိနေပါလားလို့နှလုံးသွင်းဆင်ခြင်ပြီးတော့အေးအေးဆေးဆေးလေးတိတ်ဆိတ်စွာနေကြည့်လိုက်ပါအမှမတွေ့ပဲနဲ့နှလုံးလေးကိုမှိတ်ပြီးတော့ ဘက်ကိုဝဝလင်းလင်းရှူတင်းလိုက်ရှူထုံးလိုက်လေးလုပ်ကြည့်ပါဒါဆိုရင်စိတ်ညစ်မှုတွေကတော့ပြန်သွားပြီးတော့အဲ့တော့မှခေါင်းအေးသွားပြီးစိတ်အေးသွားပြီးဆိုရင်ဘယ်လိုအကောင်းဆုံးကြော်ဖြတ်မလဲဘယ်လိုအကောင်းဆုံးဖြတ်တတ်မလဲဆိုတာကိုစဉ်းစားတွေးခေါ်ပါဒါဆိုရင်သင်ဟာအရင်ကထက်ပိုပြီးတော့အကျဉ်းချင်းကိုလည်းခံစားရမယ်ထုတ်တတ်ချင်းကိုလည်းခံစားရပါလိမ့်မယ်ကိုချင်းစာတတ်တဲ့စိတ်ထားလေးဆိုတာတာမန်သူတွေမှမရှိတဲ့ဘူး တကယ်ကိုစိတ်စည်နာကောင်းတဲ့သူတကယ်ကို သူတော်ကောင်းစိတ်ထားရှိတဲ့သူတွေမှသာလေထားတတ်တဲ့အရာမျိုးပါအဲ့လိုလူမျိုးတွေကတကယ်ကိုချစ်ခင်စရာကောင်းတဲ့တကယ်ကိုလေးစားစရာကောင်းတဲ့ဘာလို့လဲဆိုတော့ကိုချင်းစာတတ်တဲ့စိတ်ရှိတဲ့ဆိုကြဲကအဲ့ဒီသူကဟောသူနေရာမှာငါသာဆိုရင်ဆိုတဲ့အတွေ့လေးဝင်ပြီးတော့သူကကုညီတယ်သူကဖေးမာတယ်သူကသူတို့ဘာစိတ်ဆင်းရအောင်မပြောဘူး ူတစ်ပါးအစဉ်ပြေအောင်အမြဲတမ်းသူများဘက်ကတွေးပေးတယ်ပရဟိတစိတ်ထားပေါ့သူတစ်ပါးအချို့ကိုလိုလားတယ်အဲ့တော့လူတော်နဲ့လူကောင်းရှိတယ်တဲ့ကြားဘူးတဲ့စာအုပ်ရမှာပေါ့လေလူတော်ဆိုတာကကိုယ့်အတွက်ပဲကိုယ်တွေးတယ်ကိုယ်ဘလို့တိုးတက်ဖို့ကိုယ်ဘလို့ကောင်းလာဖို့ကိုယ်ဘလို့မျိုးအစဉ်ပြေအောင်နေဖို့ဆိုပြီးတော့ကိုယ့်အတွက်ကိုယ်တွေးတာကိုယ်တိုးတက်ဖို့ပဲတွေးတာကလူတော်တဲ့လူကောင်းဆိုတာကတော့တဲ့သူတွေဘာတွေကိုငါဘလို့ကုညင်နိုင်မလဲ ငါသူများတွေကိုအဆင်ပြေအောင်အများကြီးမကူညီနိုင်တော့မှငါတတ်နိုင်တဲ့လောက်လေးကူညီမယ်ငါရဲ့စကားဖြစ်အပြည့်စကားပြောသည်ဖြစ်စေငါရဲ့ဝင်ွေဖြစ်သူတို့ကို အနည်းနဲ့မြတ်ကူညီတာဖြစ်စေဒီလိုအပြုမူဒီလိုပြောဆိုတွေကဒါလူကောင်းတဲ့သူများအတွက်တွေးပေးတာဒီလူကောင်းကိုယ်အတွက်ကိုတွေးတာဒီလူတော်တဲ့အဲ့တော့လူတော်လည်းဖြစ်ဖို့လိုတယ်လူကောင်းလည်းဖြစ်ဖို့လိုတယ် ကိုယ့်ဘဝအတွက်တိုးတက်ဖို့တော်နေဖို့လည်းလိုရဲသူတစ်ပါးတွေအတွက်တွေးပေးတတ်ဖို့ကောင်းနေဖို့လည်းလိုရဲအဲ့တော့ကိုချင်းစာတတ်တဲ့စိတ်ထားထားကြပါကိုချင်းစာတတ်တဲ့စိတ်ထားကိုဘုရားရှင်နဲ့တကွသူတို့ကောင်းတွေကအဲဒန်သာဓုခေါ်နေမှာဝမ်းမြောက်ဝမ်းသာဖြစ်နေပါပါအဲကြောင့်ကိုချင်းစာကြပါတို့နဲ့တို့ကျင်နာကြပါမေတ္တာထားကြပါကရုဏာထားကြပါကိုယ့်ရဲ့မေတ္တာတွေကိုဆော်ကားတာကိုယ့်ရဲ့ကရုဏာတရားတွေကိုဆော်ကားတာကတော့သူ့အဖြစ်ပဲ အဲ့တော့သူ့ပြည့်သူ့ဘာသူခံနေမယ်ကိုဘက်ကတော့မေတ္တာမပြတ်နဲ့စေတနာမပြတ်နဲ့ကိုယ့်ရဲ့စေတနာကိုယ့်ရဲ့မေတ္တာကတနည်းကြရင်ကိုယ်စီကိုရောင်းပြန်ဟတ်လာမှာပါ